ဟယ်လိုအားလုံးမင်္ဂလာပါအဲအခုတလောပေါ့နော်ကြုံတွေ့နေရတဲ့အခက်အခဲတွေအဆင်ပြေမှုတွေကြောင့်မှလည်းဟိုဗီဒီယိုလေးလည်းမရိုက်ဖြစ်တာပါအခုကြည့်နေတဲ့သူလေးတွေရောအဆင်ပြေကြပါရဲ့လားရှင်ဘေးကင်းကြပါရဲ့လားအားလုံးမခရူးဆိုင်ကြပါနော်ဘာပဲဖြစ်ဖြစ်ဟိုစိတ်မကောင်းစရာဖြစ်ဖြစ်ကြီးရဖြစ်သွားခဲ့ပြီဖြစ်တဲ့အတွက်ကြောင့် ရှင်ကျန်ခဲ့တဲ့သူတွေကလည်းဘလို့ပဲနေနေရှင်ကျန်ကောင်းဆုံးရှင်တန်သွားအောင်မယ်လို့အားတင်းထားကြပါနော်ဟိုအခုလိုမျိုးဗီဒီယိုလေးတွေတော့အရင်လိုတော့မကြမကြတော့တိတ်တော့မလုံးဖြစ်နိုင်သေးဘူးပေါ့နော်လောလောဆယ်အချိန်ဒီမှာတော့ဘာလို့လဲဆိုတော့အကုန်လုံးကလည်းစိတ်ပင်ပန်းနေကြတာဆိုတော့လေဟိုအမအနေနဲ့လည်းအရင်လိုမျိုးလဲ energy က အရန်ကြီးပေါ့နော်တက်ကြွနေတာမျိုးလည်းမရှိတဲ့ခါကျတော့လိုအပ်မှပဲဗီဒီယိုလေးပေါ့နော်ဒီလုပ်ပေးမယ်လို့တော့စဉ်းစားထားပါတယ်ဒါကြောင့်မလို့ပေါ့နော်ဒီဂျူကြာဂျူကြာလေးတော့တင်ပေးပါမယ်နော်အဲ့ခါကျရင်တော့ဗီဒီယိုလေးတွေနားထောင်ပြီးလို့ရပါတယ်အဲအဓိကတော့ပေါ့နော်ဒီပေးချင်တဲ့ message လေးတွေတည်တည်တည်ထိုက်တာလေးတွေပြောဖို့လိုအပ်တယ်ဆိုရင်တော့အမအနေနဲ့ပေါ့နော်ပြောပြပေးနိုင်ဖို့အတွက်ကြိုးစားပါမယ် အခုတစ်ခေါက်ကကြတော့ဗောနော်ဒီ April လအတွက်ဗောနော်ဒီ general reading ပုံစံမျိုးလေးဗောနော်ကံကြမ္မာလေးကိုအဲဒါဘာပဲဖြစ်ဖြစ်ဗောနော်တည်တည်တိုက်တဲ့ guidance လေးကြီးလည်းသိရအောင်လို့ဖတ်ပြပေးသွားပါမယ်နော်အရင်ဦးဆုံးမဖက်ခင်ဒီ crystal လေးနဲ့နော်ဒါလေးက clear quartz crystal လေးဗောနော်ဒီ crystal လေးနဲ့ energy လေးတွေကို cleansing လေးလုပ်ပေးပါမယ်နော် အော်အခုကြည့်နေတဲ့သူလေးတွေเนาะဒီခရစ်စတယ်လေးရဲ့စွန့်ရင်တတိတွေကနေကိုမှရှိနေတဲ့ negative energy တွေအားလုံးเนาะကင်းပြောက်ပါစေလို့အမကဆုတောင်းပေးပါတယ်ဒီခရစ်စတယ်လေးကနေကိုရဲ့စိတ်လေးတွေကြည်လင်ရှင်းသန်းလာပါစေအဆင်ပြေလာကြပါစေစိတ်ကြည်လင်လမ်းဆန်းပြီးတော့ positive energy လေးတွေပြန်လည်ပြီးတော့ရရှိနိုင်ပါစေလို့ဆုတောင်းပေးပါတယ် ပေါ့နော်ဒီခုကြည့်နေတဲ့သူလေးတွေအတွက်တလစာပေါ့နော်တလစာဒီ April April တလစာ reading လေးလို့ပဲပြောရမှာပေါ့နော် April တလစာမှာဒီလထဲမှာပေါ့နော်ဗာလေးတွေကြုံနိုင်ရလဲဆိုရင်တော့အဲရင်ဦးဆုံးကတော့ပေါ့နော်ဒီလိုမျိုးအတိုက်ခိုက်တွေအဆင်မပြေမှုလေးတွေကြုံနေရတာလေးတွေကိုရင်ဦးဆုံးတွေ့ရတယ်တချို့လေးတွေဆိုရင်အခုလိုမျိုးဖြစ်ပျက်သွားတဲ့ဖြစ်ပျက်ကြီးတွေကြောင့်အဲ့လိုမပြောတာနော် တကယ်ဟိုအိမ်မဆိုးကြီးတွေကွာတိလာအဲ့ဒီဟိုတကယ်ကြုံတွေ့ခဲ့ရတဲ့သူတွေကြပြန်တော့လဲဓာကြီးတွေကအိမ်မဆိုးကြီးတွေလိုမျိုးပေါ့နော်ဟိုပြန်ပြန်ပြီးတော့မြင်အောင်ပြီးတော့လန့်လန့်နိုးတာမျိုးတွေတော်တော်လေးကိုစိတ်ပင်ပန်းနေကြတဲ့သူလေးတွေလည်းပါပါလိမ့်မယ်ဟိုအိမ်မပျော်တဲ့သူတွေများလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလေးတွေမြင်နေရတယ်အဲပြောမယ်ဆိုတော့ဒီရလေးထဲမှာတော့လေတိလာနည်းနည်းလေးတော့ကိုယ့်အတွက်က အဲ challenge လေးတွေတော့ရှိတယ်နော်ဟိုအရာအလုံးအဆင်ပြေမလားဆိုတော့လည်းအဲ့လိုမျိုးလဲရတယ်မဟုတ်ပြန်အခက်ခဲလေးတွေကတော့ရှိနေသေးတယ်ဆိုတော့ပုံစံမျိုးလေးတွေကိုမြင်နေရတယ်ပေါ့နော်อืมအဲတချို့လေးတွေကြတော့ကွာတိလာဟိုဘယ်လိုပြောရမလဲဟိုဒါအဲ relationship တွေလည်းဖြစ်ရင်ဖြစ်နိုင်တယ်ပေါ့နော်ချိန်းထားတဲ့ကိစ္စလေးတွေပြတ်သွားတာမျိုးလေးတွေဟို အဆင်မပြေဖြစ်သွားတာမျိုးလေးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေလည်းကြုံရတတ်တာမျိုးလေးတွေလည်းရှိတတ်တယ်နော်ငွေချင်းအလောက်ကင်ပိုင်းနေရတော့ဒီလလေးထဲမှာတော့နည်းနည်းပြောပြရမလဲအဲကိုရီမန်းထားတဲ့အတိုင်းပေါ့နော်ဟိုအရန်ကြီးဖြစ်မလာတာမျိုးလေးတွေတော့ဖြစ်တတ်တယ်ပေါ့နော်ဟိုမဖြစ်ဘူးလို့တော့မပြောဘူးဖြစ်တော့ဖြစ်မယ်ကွာဒါပေမဲ့ကိုရီမန်းသလောက်နော်ကိုတာဂက်ထားသလောက်ကိုပေါ့နော်ဟိုထဲထဲဝင်ဝင် အရာမထင်တာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးပေါ့နော်အရန်ကြီးဆော်ဆော်ရွာရွာကြီးကဘာမှဖြစ်မလာတော့ဘူးအဲ့လိုပုံစံမျိုးတော့မဟုတ်ဘူးဖြစ်တော့ဖြစ်လာမယ်ကိုမှန်းထားသလောက်တော့မရသေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးတော့မြင်ရတယ်အဲတချို့လေးတွေကြတော့လေးသေးလားကောင်းပါတယ်တချို့လေးတွေကကြတော့ကဟိုဘယ်လိုပြောမလဲအခုချိန်မှာဒီလိုမျိုးပေါ့ ဒီလိုမျိုးကပ်ဘင်းတွေကြုံလိုက်ရတဲ့အခါကျတော့ကွာဒီလားမိသားစုတွေကိုပြန်ပြီးတော့အချိန်ပေးပြတာမျိုးတွေနော်ဟိုအရင်တုန်းကဟိုဘယ်လိုပြမလဲဟိုတီးတတန်ဖြစ်နေခဲ့ကြတဲ့ပေါ့နော်ဒီ family တွေဆိုလဲကိုမိသားစုမှာကိုပြန်ပြီးတော့အချိန်ပေးတာမျိုးတွေအတူတူစားကြတောက်ကြတာမျိုးလေးတွေစသဖြင့်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေလည်းပဲရှိလာကြလိမ့်မယ်အဲပြောမယ်ဆိုရင်ကအကုန်လုံးကဒီလိုမျိုးအရန်ကိုပေါ့နော်စိတ်ထိခိုက်စရာတွေကိုကြုံတွေ့ခဲ့ရတဲ့အခါကျတော့ ခုနားမှာရှိနေတဲ့သူတွေကိုပေါ့နော်ခုရှိသူရှိနေစဉ်ကာလမှာတကယ်ဘို့ပေါ့နော်တည်တယ်မလားတံပိုးထားပြီးတော့တကယ်ဘို့အချိန်ပေးပြီးတော့ပေါ့နော်တူတူဖြစ်ကျော်ကြမယ်ဆိုတော့ပုံစံမျိုးလေးတွေပေါ့ကွာအဲ့လိုမျိုးစိတ်လေးရဲ့အတိလေးတွေပေါ့နော်ဝင်ွားကြတယ်လို့လည်းမြင်မိပါတယ်အဲတချို့လေးတွေကအဲ့လိုမျိုးလေးတွေဖြစ်သွားကြပြီးတဲ့အခါကျတော့ကွာအဲ ရဝေးတွေရောက်နေကြတဲ့သူတွေဆိုရင်လည်းကိုမိသားစုတွေစီကိုပြန်လာပြီးတော့ပေါ့နော်အတူတူမျိုးအတူတူစားကြတောက်ကြတာမျိုးလေးတွေအတူတူ gathering လုပ်ကြတာမျိုးလေးတွေအဲအဲ့လိုမျိုးလေးတွေလည်းဒီလလေးတွေမှာပေါ့နော်ရှိနေနိုင်တယ်အဲတချမ်းပိတ်ရက်တွေပိုင်းရှိတဲ့ခါကျတော့လည်းပေါ့နော်ဒီလိုမျိုးဥမာကအဲရန်ကုန်တို့ဘာလို့မှအလုံလာလုံတဲ့သူလေးတွေကလည်းပြန်ပြီးတော့ ကိုကိုဒေတာတွေစီကိုပြန်ပြီးတော့မိသားစုတွေနဲ့အတူတူတွေ့ဆုံကြတာမျိုးပေါ့နော်အဲအဲ့လိုမျိုးလေးတွေအဲပြီးမိသားစုထမင်းဝိုင်းလေးတွေနဲ့တကယ်ဟိုပေါ့နော်သိတယ်မလားဟိုနှွေးထွေးတဲ့ energy လေးတွေလည်းရတယ်အဲ့လိုမျိုးလေးတွေဒေတာလေးတွေမှာပေါ့နော်အဲ့လိုစိတ်လေးတွေဖြစ်နေကြမယ်ဖြစ်လာလိမ့်မယ်ဆိုတော့နမိတ်လေးတွေလည်းရတယ်ပေါ့နော်อืมအဲ့တော့ဒါကတော့ပေါ့နော်ဒီ general ဆိုတော့လေအလောက်ကိုင်းပိုင်းလေးကတော့နည်းနည်းလေးတော့ အဲဒီစဉ်းစားရတာမျိုးလေးတွေပေါ့နော်ခေါင်းရှုပ်ရတာမျိုးလေးတွေတော့ရှိတတ်တယ်ဒီလာလေးတွေပေါ့နော်ငွေကြီးရဲ့လည်းခုနကအမပြောသလိုပေါ့နော်ထင်သလောက်တိတ်မဖြစ်တာမျိုးလေးတွေတော့ရှိတတ်တယ်ဒါပေမဲ့အာတင်းထားပါအရန်ကြီးတော့လေဟိုစိတ်ဓာတ်တော့မကျသွားပါနဲ့ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီလာလေးကိုအကောင်းဆုံးကြော်ဖြတ်ပြီးတော့အာတင်းပေးဖို့အတွက်တော့အမကမှာခြင်းပါတယ်နော်အဲ့တော့ဒါကတော့ general ဘိုင်းပေါ့နော်ဒီအချီးဘိုင်းနဲ့ပတ်သက်ပြီးတော့ သိကျင်တဲ့သူလေးတွေရှိတယ်ဆိုရင်တော့အမကတစ်ချက်ပြောပြပေးမယ်เนาะတချို့လေးတွေအချီးမှာနည်းနည်းအဆင်ပြေဖြစ်နေတာမျိုးလေးတွေမြင်ရတယ်တချို့လေးတွေကကြောက်တော့ကွာဟိုကိုနဲ့ကိုတစ်ဖက်လုံးနဲ့ relationship ကြားထဲမှာတစုံတစ်ယောက်ကြားခံပါဝင်ပတ်သက်နေတာမျိုးလေးတွေဥမာ other woman တစ်ယောက်ယောက်ပေါ့เนาะအဲ့လိုပုံစံမျိုးလေးတွေကိုမြင်နေရတယ်ကိုနဲ့ဒီ other woman နဲ့ပြိုင်ဆိုင်နေရတာမျိုးလေးတွေ competition တွေပေါ့เนาะအဲ့လိုမျိုးပုံစံလေးတွေမြင်နေရတယ်အဲ့တော့အဲ့ဒါလေးတော့လည်းနည်းနည်းသတိထားပေးပါ နော်တကယ်လို့အဲ့လိုအခြေအနေတွေဖြစ်နေတဲ့သူတွေရှိရဆိုရင်လည်းပေါ့နော်ဒီဟိုကိုယ့်ရဲ့ relationship ကိုကိုပြန်လိုက်ပြီးတော့တုံ့တန့်ကြည့်ပါသတိထားပြီးပါတချို့လေးတွေကြတော့အဲ့လိုအခြေအနေတွေနဲ့ပေါ့နော်အဆင်မပြေဖြစ်သွားကြတာမျိုးလေးတွေလည်းရှိတာကိုမြင်ရတယ် relationship တွေပေါ့နော်လောရုတ်တရက်ပေါ့နော်ဒီလိုအခြေအနေကြ break up ဖြစ်သွားတာမျိုးလေးတွေလည်းမြင်ရတယ်နော်ဒါတချို့ energy အတွက်နော်အကုန်လုံးဒီလိုမျိုးဖြစ်တဲ့သူတိုင်းဖြစ်မယ်လို့ပြောတာမဟုတ်ဘူးနော်တချို့ energy တွေကြတော့ဒီလိုဖြစ်ပြက်တွေက ပေါ်တော့ဘယ်လိုပြောရမလဲဆိုရင်ဒီ relationship ကပေါ်တော့ over ဖြစ်သွားပြီဆိုပြီးတော့လည်းမြင်ရတယ် second chance မရှိတော့ဘူးကွာအဲ့တော့ကိုယ့်အတွက်ကိုအခုချိန်က healing လုပ်ရမယ့်အချိန်ဆိုပြီးတော့လည်းပေါ့နော်အချိန်လေးတစ်ခုယူရမယ် healing လေးတွေစူးစမ်းပြီးတော့လုပ်ရမယ်ကိုယ့်ကိုယ်ကိုပို့ပြီးတော့တိုးတက်လာအောင် 調査やめそうでぼのでメッセージ類をやたれ。だからとちょとりへとんば。ほあこんろんでるမျိုး break up ဖြစ်ထားတဲ့သူတိုင်းအကုန်လုံးဟို relationship က over ဖြစ်သွားပြီလို့တော့ပြောတာမဟုတ်ဘူးဗောနော်။တချို့ energy လေးတွေအဆင်မပြေတဲ့သူတွေဟို break up ဖြစ်ထားတာလည်းတကယ်ဟိုဗောနော်အဆင်မပြေနေဟိုဗောနော် break up ဖြစ်ထားရတဲ့သူလေးဆိုရင်တော့ဒီ relationship က over ဖြစ်သွားပြီเนาะ။ အဲတချို့ RS လေးတွေကကျတော့ခုနကပြောသလိုနည်းနည်းလေးပေါ့နော် အတိုက်ခံလေးတွေဂျာမှာပေါ့နော်ဝင်ရောက်နှောက်ရှက်တဲ့သူလေးတွေရှိတတ်တယ်။အဲဒါလေးတွေကိုတော့သတိထားပေးပါနော်။ဟွန်းဒါကတော့အခြေအနေပတ်သက်ပြီးတော့မြင်ရတာပေါ့နော်။အမအနေနဲ့ reading လေးတော့အရင်လိုမျိုးအရှိကြီးတော့မပြောတော့ဘူး။ဒါ general reading အတူလေးပေါ့နော်။အတူလေးပဲပြောထားပေးတာဖြစ်ပါတယ်။ဒါဒီတလားစာ reading လေးပေါ့နော်။အဲဒါလေးကပေါ့နော်ဒီတည်ကျင်နေတဲ့သူလေးတွေရှိမယ်လို့ခံစားမိလို့ခုလိုမျိုး ပေါ့နော်ကက်လေးတွေဖိုင်ရင်းနဲ့တခါတည်းပေါ့နော်ဖတ်ကြည့်ပေးတာဖြစ်ပါတယ်အဲ့တော့ now reading လေးတွေကိုလည်းပေါ့နော်ဒီခဏခဏတော့မတင်ဖြစ်ပေမဲ့လိုအပ်ရင်လိုအပ်သလိုတော့ message လေးတွေပေးဖို့အတွက်တော့ reading လေးတွေတင်ပေးမှာဖြစ်ပါတယ်เนาะ personal reading လေးတွေကတော့ရပါတယ်သိချင်တာလေးတွေရှိရဆိုရင်တော့အဲလာမေးကြည့်လို့ရပါတယ်เนาะ personal reading reading လေးတွေကတော့အမအဲအများတော့လက်မခံဘူးဆိုရင်မလိုအပ်တဲ့ဆိုရင်တော့လက်ခံပြီးတော့ အရန်ပေါ့နော် တကယ်တည်ခြင်းနဲ့ဆိုရင် တကယ်ဟိုပေါ့နော်ဒီတကယ် message တွေယူဖို့အတွက်လိုအပ်နေတယ်ဆိုရင်တော့ personal reading လေးတွေကိုတော့လက်ခံပြီးတော့ကြည့်ပေးပါတယ်နော်အခုလိုမျိုး reading လေးကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ပေါ့နော်ဒီလိုမျိုး message လေးတွေရလာတဲ့အခါတင်ပေးတဲ့အခါကျရင်လေအဲကြည့်ရှုပြီးတော့အပင်းချပါအောင်နော် ဘာပဲဖြစ်ဖြစ်အားလုံးခုချိန်မှာစိတ်ပင်ပန်းနေရတယ်ဆိုတာသိပါတယ်ဘာပဲဖြစ်ဖြစ်ဒီ reading လေးကိုနားထောင်ပြီးတော့ဗောနော်ဒီတလားစာအတွက်ကိုအတွက်ဘာဆောင်ရယ်ရှောင်ရယ်လေးတွေတည်သွားရတယ်ဆိုရင်လည်းဟိုအမားကချိနေပါတယ်အရင်ကြီးတော့ serious တော့မဖြစ်ပါနဲ့ပေါ့ပေါ့ပါလေးပဲနားထောင်ပါအခုချိန်မှာကိုလို့ဆရာရှိတာလေးကိုလှုပ်ပြီးတော့ပဲစူးစမ်းပြီးတော့ရှင်းတမ်းပါအဲနိုင်နဲ့အားတနိုင်နဲ့အားတွေကနေပြီးတော့လေဒီခုလိုမျိုးကပ်ဘေးကြီးမှာပေါ့နော်ပါဝင်ကူညီပြီးတော့တယောက်လက်ကိုတယောက် ဖေးမရင်းနဲ့အတူတူရှင်းဆက်ကြရအောင်နော်ကျေးဇူးတင်ပါတယ် see you